အာဂျီပန်းတနော်မြို့နယ်မိသက်ဒနာဦးစင်းမှုဥက္ကမအုပ်ရဲ့ညွှန်ကြားမှုနဲ့ဒီကနေ့မနက်ပိုင်းမှာပန်းတနော်မြို့နယ်မယန်းကျွာအုပ်စုမယန်းကျွာရှိစာတင်ကျောင်းမှာမိဘလုံချုံရေးစစ်ဆေးခြင်းဆောင်ရွက်ပါတယ်။အဲလိုဆောင်ရွက်မှာမိဘချုပ်တင်ကာကွယ်ရေးဆောင်ရွက်ထားရှိတာများကို စစ်ဆေးကြံပေးခြင်း DCP မိသက်စေဘူးအသုံးပြုနည်းအားရှင်းလင်းပြသခြင်းအားပန်းတနော်မြို့နယ်မိသက်စခန်းမှာလက်ထောက်မိသက်ဦးစင်းမှုဦးရင်းမြင့်ထုတ်ဦးဆောင်၍ တန်တီမီတက်တပ်ဖွဲ့ဝင်များခြေရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိန်မီတို့ကပူးပေါင်း၍စစ်ဆေးပါတယ်ဆက်လက်ပြီးပတနော်မြို့နယ်မီတက်ဦးစီးဌာနအနေနဲ့မြို့နယ်အတွင်းရှိမဲယုံများစာတင်ကြောင်းများဒါသနိကအဆောင်များဆက်သုံးစီအယောင်ဆိုင်များစိုက်ပျိုးရေးဆေးဆိုင်များဈေးများမိဘအနေရဲ့စွန့်ရင်ရတဲ့နေရာများနဲ့ တိုင်တက်စင်မိဘလွန်ကျုံရေးစစ်စီးခြင်းများကိုအရှိန်ဟုန်မပြတ်ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့တရင်ရရှိပါရရှင်။